ဇီးကွက်ချောင်းတရာပေါ်ကအဝါရောင်ဝုံဝုံရုပ်အကျိုးအပယ်လေတော်လန်ကလကများအလုံးမဲမင်္ဂလာပါရှင်ဆရာပပီယွန်ရဲ့ဇီးကွက်ချောင်းတရာပေါ်ကအဝါရောင်ဝုံဝုံရုပ်အကျိုးအပယ်ကလေးဆိုတဲ့စာအုပ်ကလေးကိုဖတ်ပြပေးချင်ပါတယ်ရှင် ဖြောက်ချက်ယခုဇက်လန်မှာထူးကြတာဘာမှမပါပါဘူးသူ့လိုငါလိုလူတိုင်းကြုံတွေ့ဘူးနိုင်တဲ့အဖြစ်ပြက်တစ်ခုတသက်ပဲဒါကြောင့်စကြောင်းပြန်နေတဲ့ကျွန်တော်ဆိုတဲ့လူအကြောင်းအတိအကျမဖော်ပြထားပါထို့အတူဒေါ်နန်းမမီကြီးဟာလဲစပင်တူတူနဲ့ကောင်းမကလေးတယောက်ဆိုတာကလွဲပြီသူ့ကိုရေးရစဝင်ကို ခမရတို့အသေးချာတိရမှာမဟုတ်ပါဘူးရေယိုးရေးစဉ်အခြေဝတ္ထုတွေလို့ ဇက်ကောင်အထီးနဲ့အမရရဲ့ပုံမှန်တရံရုပ်ရည်ယူပကအဆရှိသဖြင့်ဘာကိုမှမဖော်ပြပါမဖြစ်မနေပြရမယ့်အကြောင်းအရာတစ်ခုနှစ်ခုသာလင်ဇက်ကြောင်ပြန်သူကထည့်ပြောသွားပါလိမ့်မယ်စာရေးသားချင်းအတက်ပညာအမှုပညာစသဖြင့်စာတက်ပေတက်ပညာရှင်တွေပြောတဲ့အရာတွေကျွန်တော်မှမရှိပါကျွန်တော်မှရှိတာကခန်းစားတက်တဲ့ရင်ဘတ်တစ်ခုမြတာဒီဇက်လန်ကိုဖတ်ပြီးတဲ့အခါခင်များတို့ရင်ထဲမှာ မိကုံပေါင်မြောက်များစွာရှိကောင်းရှိလာနိုင်ပါれကျွန်တော်ဖြည့်ဆို့နိုင်မင်မချင်းမဒေါ်နမ်းမမီကြီးဆိုတဲ့ဇက်ကောင်ဟာလေအပြင်မှာတကယ်ရှိမရှိစာရေးသူအနေနဲ့မှတ်ချက်မပြုတ်လို့ပါစာဖတ်သူတွေကိုလည်းဗာမက်ဆေ့ချ်မှမပေးထားပါရုပ်စွာအစုံစကြောင်းပြင်သူနာရတာကျွန်တော်ဟာတကယ်ရှိခဲ့တာလားမသိကြပါ Ambrose Bierance ရဲ့ဇီးကွက်ချောင်းတံတားပေါ်ကအဖြစ်ပြက်တစ်ခုဆိုတဲ့ အမေရိကန်ပြည်တွင်းစစ်နောက်ခံနာမည်ကျော်ဝတ္ထုတို့ထဲမှာဇက်ကောင်ဖြစ်သူဟာဈေးခွက်ချောင်းတံတားပေါ်မှာတည်တံစီရင်ခံရတယ်။စစ်သားတွေကသူ့ကိုလဲပင်ကြိုးကွင်းဆွပြီးတံတားပေါ်ကနေဇွဲချိုချတက်ပစ်ဖို့ပြင်တယ်။အသက်မခံရခင်လေးမှာတည်းသူ့မိမနဲ့ကလေးရီစီဆက်ရောက်သွားသေးတယ်။အဲဒီမှာနားမခံနိုင်လောက်စရာစူညံတန်ကြီးတစ်ခုတူကြားတယ်။ဘဲကလာနေမှလည်းမသိဘူး။နောက်တော့အဲဒီစူညံတန်ကြီးက သူ့လက်ပတ်နိုင်ကနိုင်စကန်တိုင်းတစ်တစ်တစ်မီတန်တွေဖြစ်နေတယ်။လက်ပြန်ကြိုးတုပ်ခံထားရတဲ့သူတရားပေါ်ကခုန်ချလိုက်ရမလားစဉ်းစားတယ်။လက်ကကြိုးတွေကိုသာဖြေနိုင် သူရေကူးနိုင်မယ်။လူမြောက်ရအထီရေကူးသွားနိုင်မယ်လို့တွေးနေတယ်။ဒါပေမဲ့သူ့အကြံမအောင်လိုက်ဘူး။စစ်သားတွေကသူ့ကိုတရားပေါ်ကနေအရင်ဥအောင်ကန်ချပစ်လိုက်တယ်။လဲပင်ကြိုးတန်လန်နဲ့လက်ပြန်ကြိုးတုပ်ခံထားရတဲ့ သူဟာကနေပြုတ်ကျသွားတယ်။ကံကောင်းထောက်မစွာနဲ့လေရင်းအထက်နားစီကကြိုးဟာ အလျော်အလျောက်ပြတ်ထွက်သွားတယ်။သူရေထဲကျတယ်။လက်ကကြိုးကို ဖြီလို့ရသွားတယ်။လေပင်းကကြိုးဝင်ကိုဆွဲချွတ်တယ်။ရေနဲ့နဲ့သေးကိုငုံရှိုးကူးခန့်ရင်စစ်သားတွေရဲ့ရိုင်ဖယ်တနက်တွေစီကပြန်တန်းလာတဲ့ကြည်စံတွေကိုရှောင်နိုင်သွားတယ်။ကြည်လို့ရရောက်တဲ့အခါမှာချောင်းထဲကတက်တယ်။ တောအုပ်တွေထဲဖြတ်ပြေးတယ်။အထူးအဆန်းမြင်ကွင်းတွေအတန်တွေကြားရတယ်။သူမရက်ဖို့အတင်းဆက်ပြေးတယ်။သူ့မိမနဲ့ကလေးတွေစီရောက်ဖို့အတွက်နောက်တနေ့မနေ့ရောက်တော့သူလမ်းပေါ်မှာပင်မဆင်းရဲ့ကြီးစွာနဲ့လဲကျအိပ်ပျော်နေရကလက်နိုးလာတယ်။ပဝန်းချင်ကိုအကဲခတ်လိုက်တော့သူ့ချံဝါကိုပြန်ရောက်နေပြီ။ဝမ်းသာအားရနဲ့ဇနီးမယားစီကိုပြေးဖို့ကြိုးစားတယ်။ဒါပေမဲ့သူမရောက်လိုက်နိုင်ဘူး။ လေဘင်းနှောင်နာကပြင်းပြတဲ့နာကျင်မှုဝေဒနာနဲ့အတူလဲကျသွားရှာတယ်။အမောင်တူကြီးရဲ့တိတ်ဆိတ်မှုရဲ့ကြီးဆိုးသွားတယ်။တကယ်တော့သူဟာဘယ်တော့မှလွတ်မြောက်မသွားခဲ့ပါဘူး။ဒီဆက်ကြောင်ကြီးတစ်ခုလုံးဟာဈေးွက်ချောင်းတရားပေါ်ကသူပြုတ်ကျသွားတဲ့အချိန်ကာလလေးအတွင်းလေဘင်းမှာတက်ထားတဲ့ကျိုးခွင်းကသူ့လေဘင်းရိုးကိုစောက်ချိုးမပစ်ခင်မသေးခင် လေဟာနယ်ထဲက ကာလငယ်လေးတစ်ခုအတွင်းမှာသူနောက်ဆုံးစိတ်ကူးရင်သွားခြင်းတသက်ပဲဖြစ်နေခဲ့တယ်။အခုကျွန်တော်ပြောပြမယ့်စက်ကြောင်ဟာလေအဲ့ဒီသဘောများတာဖြစ်တယ်။ကျွန်တော်ဟာဈေးခွက်ချောင်းတရားပေါ်မှာအစီရင်ခံလိုက်ရလို့တေးဆုံးသွားပြီးသားလူတယောက်ဖြစ်တယ်။ကျွန်တော်စစ်လန်းထဲကအကိုဆိုတဲ့လူဟာမရှိတော့ဘူး။သူညီမလေးဆိုတာကလည်း တရားပေါ်ကပြုတ်ကျသွားတဲ့အချိန်သူမသေးဆုံးခင်ကျိုးခွင်ကသူ့လေတန်ရိုးကိုချိုးမပစ်ခင်အခိုက်အတန့်ကာလလေးမှာသူတွေးတောသွားခဲ့တဲ့ imagination တစ်ခုတသက်သာဖြစ်ခဲ့တယ်ပပီယွန်29 April 2019 တူဟုတ်မမျော်လင့်တာဟာမိုင်မဲတာပဲတဲ့အစအင်္ဂလန်တန်ယုံထဲကကျွန်တော်ထွက်လာတော့ဘိုးအောင်ကျော်လန်းဟာမိုးရီတွေရွှဲနေနေတာပဲမိုးမြုံမုံတွေကြားတဲ့လူကကရောင်ခြောက်ခြားကြီးဖြစ်နေတယ်ရွေချက်မရှိပဲဘိုးအောင်ကျော်လန်းအောက်ဘက်ကနေအပေါ်ဘက်ကိုရှောက်လာလိုက်အပေါ်ဘက်ကနေအောက်ကိုရှောက်သွားလိုက်နဲ့တနအီလောက်တောင်ကြာသွားမလားပဲ။ နောက်ဆုံးတော့လာမဲ့ပဲပြေးတွေ့ရုံပေါ့ကွာမထူးပါဘူးလေလို့တွေးမိသွားပြီ platform ပေါ်ကနေရောင်စုံထီးတွေမိုးထားတဲ့လက်ဖက်ဆိုင်တစ်ခုတည်းဝင်ပြီးမိုးခိုလိုက်တယ်။ဝှထားတဲ့မိုးကအင်ဂျီအတွင်းအိတ်ထဲကစာအိတ်အညိုတစ်ခုကိုဆွဲထုတ်လိုက်တယ်။စာအိတ်အညိုကိုဖွင့်ပေါက်ပြီးအထဲက password ကိုထုတ်တယ်။ကျွန်တော်လက်ချောင်းတွေကတုန်ခါနေရရင် password ကိုကင်ထားလျက်နဲ့ ruby secret လေးကိုကောင်းအောင်ဖွာဖို့ကြိုးစားတယ်။ ကျွန်တော်ကိုကျွန်တော်ယုံကြည်မှုမရှိဘူးဗျာတန်ယုံထဲမှာတော့ကအဲ့ဒီစာရေးအညိုကိုလက်ထဲရရောက်ချင်းဖွင့်ကြည့်ဖို့ကြိုးစားသေးတယ်ကောင်တာကဝန်ထမ်းအမျိုးသမီးကလေးတံမမာနဲ့မောင်းထုတ်တာခံခဲ့ရတယ်ဒီမှာလက်မဖောက်နဲ့အပြင်ထွက်တယ်ဘာလို့မှကျွန်တော်နားမလဲဘူးနဝေတိန်တောင်နဲ့ဟုတ်ခဲ့ပါခမားဆိုပြီးထွက်လာလိုက်တယ်အပေါင်းအဝါကလုံခြုံရေးကရှင်းပြတော့မှဘာလို့တန်ယုံထဲအဖောက်မခံမှန်းသိသွားတယ်စာရေးထဲမှာပတ်ဆို့ပါတယ် အင်္ဂလန်ဗီဇာလျှောက်ထားတာရဲ့အဖြေပေါ့ဗီဇာပေးမပေး password ကိုဖွင့်ကြည့်တာမျိုးကိုတန်ရုံထဲမှာလုတ်ခွင့်မပေးဘူးတချို့ចောင်းသားတွေကဗီဇာအငင်းပယ်ခံရတဲ့အခါငိုယိုပြီးပြဿနာရှာတက်လို့ဆိုလာသူအဲ့ဒီလိုပြောတော့မှကျွန်တော်အယံလန့်သွားတယ်နို့ကျွန်တော်မှဗီဇာတင်တော့ကဒီနိုင်ငံက formal education နဲ့ပတ်သက်တဲ့စာရွက်စာတမ်းအထောက်အထားစေရန်အောင်လက်မှတ်အမှတ်စရင်းအစရှိသဖြင့်ဘာတစ်ခုမှမပါဘဲကို အင်္ဂလိပ်ဒီပလိုမာဆာရွက်တရွက်ရင် အင်္ဂလိပ်စာအရေးချင်းစစ်အောင်လက်မှတ်ရင်အင်္ဂလန်တက္ကသိုလ်တစ်ခုကတိတ်ပံပွဲတစ်ခုကိုယူမဲ့ပွဲကြိုចောင်းသားအဖြစ် ဝင်ခွင့်ပေးလိုက်တီးဆိုတဲ့ဆာရွက်ရင်ဒါလောက်ပဲပါခဲ့တာကိုဆိုတော့ကကျွန်တော်ကဗီဇာထုတ်ပေးဖို့ရာခိုင်နှုန်းနည်းလွန်လာတယ်ပြီးတော့ကျွန်တော်ဟာចောင်းသားလုပ်ဖို့အရွယ်လွန်နေတဲ့កောင်းရင်ဒီកောင်းကြီး OGO မှနဲ့ចောင်းတက်မယ်ဆိုတာမဖြစ်နိုင်ပါဘူးဆိုပြီးဗီဇာကိုညှင်းပြစ်မလားလို့တွေးစရာကလည်းရှိနေသေးတာကို အဲ့ဒီအကြောင်းရင်းတွေကြောင့်ကျွန်တော်ဟာစာရေးအညိုကိုဖောက်မကြည့်ရဲပင်အိတ်ထဲချဲ့ပြီးဘူအောင်ကျော်လမ်းမပေါ်ကမိုးရီတွေထဲဂရုံကရင်နဲ့အပင်ကြောင်ဟိုလျှောက်ဒီလျှောက်လုံနေမိတာပေါ့ Ruby Secret ကိုနောက်ဆုံးခက်ပြပြင်းတစ်ချက်ရှိုက်ပြီးမိုးရီထဲလွင့်ပြလိုက်တယ်စိတ်ကိုတစ်ချက်တင်းလိုက်တယ်ကျွန်တော်တယောက်ထဲကြားရရုံလေတန်လေးနဲ့ရေရွတ်တယ် Irisely not to hope မမျော်လင့်တာဟာမိုင်မဲတာပဲတဲ့ ဒီစာကြောင်းဟာကျွန်တော်တိတ်ကြိုက်တဲ့ Hemingway The Old Man and the Sea ကိုချူတွေကအဖိုးကြီးစန်တီယာဂို ပြောသွားခဲ့တဲ့စကားလုံးတွေပေါ့အဲဒီလိုရှုပ်ပြီးတာနဲ့လက်ထက်က passport ကိုဖွင့်ပြီးစာရွက်တွေကိုခက်တွတ်လှန်လို့ကြည့်လိုက်တယ်နောက်ပိုင်းကြကြစာမျက်နှာတစ်ခုပေါ်မှာကတ်ထားတဲ့အနေရောင်ဗီဇာစာရွက်ကိုတွေ့တယ်တင့်အာဤကာလအတွင်းအင်္ဂလန်တွင်နေထိုင်ခွင့်ပြုလိုက်သည့်အစရှိသဖြင့် ကျွန်တော်တပ်ပုံနဲ့ကတ်ထားတဲ့စတစ်ကာလေးမိုးရေတွေကြားတဲ့ကျွန်တော်မထီတရီပြုံးရင်ရူဘီစစ်ကလက်နောက်တစ်လက်ကိုထွက်ခွာနေခဲ့မိတယ်။တန်အမတ်ကြီးဦးသက်ချွန်ရဲ့အိုင်ယာလန်တီပေါက်တိနေပါတကားဆိုတဲ့အရေးသားလေးကိုဖြေးတရရနေတယ်။ဒါပေမဲ့ကျွန်တော်တအားကြီးဝမ်းသာကြည်နူးမနေပါဘူးလေ။လွန်ခဲ့တဲ့နာရီအနည်းငယ်ကဒါအစင်မပြင်းတရုတ်ပြည်နယ်ဆက်ပြန်ပြီးမှောက်ခိုလုံမလားလို့တွေးနေရကနေ။ အခုယူရဲချက်တမျိုးပြောင်းသွားခဲ့ရပြန်ပြီဆိုပြီးထူဆန်အံ့ဩနေတဲ့စိတ်ကပူကဲနေခဲ့တယ်။ Thank you darling လို့ပြောရင်လာဝကာကိတ်ကို အောင်မြင်စွာဖြတ်ကျော်ခဲ့ပြီ။ဟီတီယိုကိုဒုက္ခပေးပြီ။လန်ဒန်ကဟီတီယိုလေးစိတ်ကိုမနက်စောစောပိုင်းလေရင်စိုက်ကြော့လာဝကာကောင်တာရီစီရောက်သွားပြီးဝန်တန်းစီတယ်။လေရင်ပေါ်ကအလကားတိုက်တဲ့ရမကာတွေနင်းခွပြီးတောက်ထားတဲ့ကျွန်တော် ငူးကြောင်ယူးကြောင်အခြေနေကြီးနဲ့လူအုပ်ကြီးထဲကျိုးနေရတယ်။လူကအချင်မှုတူရင်လူတန်းကြီးကမဆုံးနိုင်တော့ဘူးလားမသိဘူး။နောက်ဆုံးကိုအလဲရောက်တော့ကောင်တာပေါ်ပတ်စပို့နဲ့စာရွက်စာရွက်နဲ့တင်ပေးလိုက်ပြီးလက်ထောက်မှီနေလိုက်တယ်။မမီလို့မရဘူး။လူကရန်တနိုင်ဖြစ်နေပြီ။ Hello, how do you do? As for me, I'm fine, thank you. ပြည်တည်တည်မျက်ခွန်းနဲ့အဲဒီလိုအလွတ်ကျက်ထားတဲ့စာချောင်းတွေနဲ့နှုတ်ဆက်လိုက်တဲ့အခါလဝကကောင်တာကအင်္ဂလိပ်မှာဝဝကြီးဟာမျက်နှာရှုံ့မဲ့သွားရှာတယ်။မျက်နှာတင့်မထားမျက်ရှိလက်ရှိတင့်တဲ့တရုတ်ကောင်ဟာသွားကလည်းတိုက်မထားတော့ကြာညိုနဲ့လေးကလည်းတသင်းသင်းကိုစာရွက်စာရန်တွေကိုဝတရားကြီးလှန်လို့ကြည့်တယ်ပြီးပတ်စော့ကိုဖွင့်ကြည့်တယ်။တပ်ပုံနဲ့အပြင်ကိုလူတိုက်ကြည့်တယ်။ကျွန်တော်လည်းအလားဆုံးပြုံးပြပြီးမျက်မှန်တွေပါရီချွတ်ပြလိုက်သေးတယ်။ တက်မဲ့တက်ကတော့နာမည်ပြောစမ်းတယ်ကျွန်တော်လှုပ်ခနဲပြန်ဖြေတယ်မသေးချာမှဆိုးလို့စလုံးပေါင်းပြဖို့တစ်လုံးနှလုံးမဲ့ရွတ်ပြရသေးတယ်မျက်စိပြက်မျက်နှာပြက်နဲ့လက်ကပြက်ပတ်ဆိုမှာဒုံးကနဲတစိမ့်တုံးချူပြီးကြွပါတော့ဂျေဆုရှင်ဆိုတဲ့ဟန်နဲ့ဂိတ်ကိုဖြတ်ခိုင်းတယ် Thank you darling လို့ပြောရင်လာဝကာဂိတ်ကိုအောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီလေစိတ်ဒီဘက်ထဲကိုရောက်တော့လက်ကြုံမဲ့ပြောထားတဲ့ညီတော်မဟာဘယ်နှနေမှမသိဘူး ကျွန်တော်ဒုက္ခတွေ့နေပြီပါလာတဲ့ပစ္စံအနည်းငယ်တွေကအကျွေးစိနည်းနည်းလဲတယ်အကျွေးစိဖုံးချိတ်ထားတဲ့တိုင်ကိုပြေးတယ်ဖုံးပြက်နေတယ်နောက်တစ်တိုင်ကိုရွှေ့ပြီးနောက်ထပ်ဖုံးတစ်လုံးကိုတွက်ကင်တယ်မရဘူးပြက်နေပြန်တယ်နောက်ထပ်တစ်နေရဟိတယိုလေးစိတ်ထဲကအကျွေးစိဖုံးတွေဟာအကုန်ပြက်နေတာလားမသိဘူးတစ်လုံးမဆက်နေရဘူးစိတ်ပြက်လက်ပြက်နဲ့နောက်ပြန်လှည့်လာတော့လူတွေရုတ်တရက်ရှင်းသွားတာကိုတတိချမ်းမိတယ် ဘာဖြစ်သွားတာလဲမသေးကြဘူးယင်ကျွန်တော်အိမ်နဲ့အိပ်ပေါ်တင်ထားတဲ့ဖိုင်တွဲတွေစီရောက်တော့အနာကလို့မရတော့ဘူးအဝါရောင်ပလတ်စတစ်ကြိုးတွေနဲ့တားထားတယ်ရဲတွေကလည်းအုံနေတာပဲလန်ဒန်ဟာအကျန်းဖက်တိုက်ခိုက်ခံထားရတာမကြသေးတဲ့ကာလကိုကျွန်တော်ဖြစ်ထားခဲ့တဲ့အဲ့ကြောင့်အကုန်ဒုက္ခရောက်ကုန်ပြီထင်တာပဲမျက်နှာကို အတက်နိုင်ဆုံးပြုံးချိုတဲ့ပြီးအနာကပ်သွားတော့ရဲရွေထဲကရဲအရာရှိလူဝါကြီးကမောင်းထုတ်တယ် နောက်ဆုံးလိုက်စမ်းနေအဲ့တော့ my lash ကပါတခင်ကြီးဘာအကျွေးစိတ်ဖုံးတွေက ပြက်နေတာအဲ့ဒါလိုက်စင်ရဲတွေရှူးရှူးရှားရှားဖြစ်ကုန်နေကွစ်စီကွက်ဆာတွေအချင်းချင်းပြောရင်အိတ်ပေါ်တင်ထားခဲ့တဲ့ဖိုင်တွဲထဲက passport နဲ့ကျွန်တော်ရုပ်ကိုတိုက်ကြည့်ပြီးအိတ်ပိုင်ရှင်မန်လက်ခံတွားဟန်တူပါတယ်ရဲလူဝါကြီးကမျက်နှာနေနေနဲ့ကျွန်တော်ကိုမေးတယ်မောင်မင်းလူကလေးဒီလိုလေးစိတ်ထဲမှာခီးသွားတဲ့အခါ ဘာအရေးကြီးဆုံးလဲသိလား My password ဝတ်တခင်ချင်း Bloody hell မဟုတ်ဘူးအဲ့ဒါမဟုတ်ဘူးကိုခီးဆောင်အိတ်ကိုပြင်မထားခဲ့ရဘူးကွာမပြစ်ပါဘူးခင်ဗျာအကြွေစိဖုန်းတွေကပြက်နေအောင်အဲ့ဒါလိုက်စိန်ဟဲ့အောင်မင်းတော်ကွာနောက်ထပ်နှစ်နာရီနေပါလောက်ကြာတော့ကျွန်တော်ဟာအိတ်ကလေးဆွဲလို့လန်ဒန်အရှိပိုင်းရက်ွက်တစ်ခုကအင်္ဂလိပ်တလုံးရှိကိုရှောက်သွားတယ်လူခေါ်ခေါင်းလုံးတီးလိုက်တဲ့အခါ အချင်းမူးတူးနဲ့လူတယောက်တကားလာဖွင့်ပေးတယ်။ကျွန်တော်ကိုမြင်တော့စဖြစ်ဖြစ်ရုံနဲ့ရေ။ဟာတကောကျွန်တော်အိတ်ပြောနေရဟိဟိတဲ့။အေးငါကိုဟိတရုံမဲ့ရဲတွေဖမ်းတော့မလို့ကွ။ငါရုံးမှာတာရည်လို့ကလောဆင်းစိတ်ကိုရှော့လိုက်မိတယ်။စက်တင်ဘာလလန်ဂျန်ရဲ့မှုန့်ပြရှိမှိုင်းကြည့်တယ်။ဘက်စကားကြီးတရွရွလိတ်ပြီးထွက်ခွာသွားတယ်။ ကျွန်တော်ဟာဘယ်တောင်းဘယ်ကန်ဆိုင်အောင်မင်မရေရပါဘူးလေကိုလံဘတ်စ်အင်းနေရမြခင်ဗျားတက်ရမယ့်တက္ကသိုလ်ကအင်္ဂလန်ရဲ့အရှိမျောက်ဖက်မှာရှိရလန်ဒန်ကနေတွိုင်းရထားလက်မှတ်ကစတာလင်ပေါင်း၈၀ ကြာချိန်2:45မိနစ်ဘက်စကာလက်မှတ်ကစတာလင်ပေါင်း12ချက်ကြာချိန်8:00ခွဲဘက်စကာကတမျိုးဝင်တမျိုးထွက်သွားတာမျိုးကြာလိုက်မယ်သို့တော်ဈေးသက်တာမယ်ကြိုက်တာရွေးပြီးတော့တဲ့ညီတော်မောင်ရဲ့စကားအဆုံးမှာကျွန်တော်ပစံအိတ်ကိုဖျက်ကြည့်လိုက်တော့စွစုပေါင်းပိုင်ဆိုင်တမျှဟာစတာလင်ပေါင်းတစ်ထောင်တိတိအဲ့ဒါတော့အတော့ရောက်ကြဖြစ်သူကလင်းရင်ပေါ် တက်ခံပြီးပြန်ဆက်စရာမလိုဘူးယူသွားကွာလို့ထည့်ပေးလိုက်လို့သား မဟုတ်ရင်အင်္ဂလန်ကိုပတ်စံမပါပဲလာရမယ်အနေထားကိုဒါနဲ့လေတန်ခက်ပြပြနဲ့ပြန်ပြောလိုက်တယ်ငါ့ကိုအရင်ဦးဆုံးအိုက်ဆက်မြူချင်ရဲ့အုပ်ကိုကိုပို့ပေးစမ်းတိတ်ပံပဲလေလာလိုက်စားတော့မင်းဆိုတော့ကွင်းပိုင်ကြီးဘာကြီးညာကြီးအစားရှိရဲ့ဆိုင်ရာပိုင်ရာတွေကိုအကြောင်းကြားကာရပြုတ်ချင်တဲ့သဘောပေါ့အေးအဲ့ဒါပြီးရနဲ့ဘတ်စကားလက်မှတ်တာဖြစ်လိုက်ပြီတော့ကွာလို့အဖေကြီးနျူတန်ကိုကာရပြုတ်ပြီးရနဲ့နောက်တစ်ရက်မှလန်ဒန်မြို့ကခွာတယ် တချင်ကဗမာပြည်မင်းကျွန်တော်တည်ခဲ့တဲ့စေးချောင်းသားလူပေါ်ကြော့လေးဖြစ်သူညီတော်မဟာအင်္ဂလန်မှာအင်္ဂလိပ်စေကူရဲလိုင်စင်ရဖို့ရုံးကန်ရင်ဘဝအတော်နာစားပြုတ်နေပြီဆူရှိဆိုင်မှာပကံစင်းဆွပြတ်တနေရပဲခို့တော့သူက အင်္ဂလန်မင်းတော်ဝင်တမားတော်ဘွဲရာကြီးပေါ့သူအဖိုးကျွန်တော်ကိုအတက်နိုင်ဆုံးပေးနိုင်တဲ့အကူအညီကစတာလင်ပေါင်30နဲ့ထမင်းပေါင်ကိုဝယ်ပေးလိုက်တာပါပဲ လန်ဒန်မြို့လေကောင်ဝီတိုရီယာဘူတာယုံနဲ့တွဲထားတဲ့အဝေးပြေးကားကကဘတ်စကာပေါ်တက်လိုက်ပြီးလိုက်ပို့တဲ့ညီတော်မောင်ကိုလက်ပြလိုက်တဲ့အချိန်မှာကျွန်တော်မျက်နှာဟာစိတ်အားငယ်အားလုံးလို့ဆရာကြီးရွှေဦးတော်စကားနဲ့ပြောရရင်ဘိမှုတတလောက်ပဲကျန်တော့မယ်စက်တင်ဘာလလန်ဒန်ရဲ့မုံပြာကြီးမှိုင်းကြီးတဲ့ဘတ်စကာကြီးတွေ့ရွေ့လိပ်ပြီးထွက်ခွာသွားတယ် ကျွန်တော်ဟာဘယ်တောင်းဘယ်ကန်ဆိုင်အောင်မရရပါဘူးလေ။ညနေခွဲလောက်ဘတ်ကားပေါ်နေရတာဟာအတော်မတက်မတားကြီးရဲ့။ကားပေါ်မှာအင်တာပါလို့သာ စီးခဏခဏသွားတဲ့ကျွန်တော်အတွက်ခံစားနေရတယ်။ဘေးကုန်မှာကြားတဲ့အင်္ဂလိပ်အဖွာကြီးကဖော်ရွေးလို့တော်ပါသေးလား။ Drive ဆိုတဲ့အဖွာကြီး။ Major Bra ဆိုတဲ့မြို့ကလေးကိုသွားမလို့တဲ့။ကျွန်တော်သွားရမယ့်မြို့နဲ့မလမ်းမကန်လို့ပြောတာပဲ။ အကျော်လေးလေးပေးဖြောက်လာကြပြီးတဲ့နောက်မှာသူကျွန်တော်ကိုအားပေးတယ်။ငါသားအားမငယ်ပါနဲ့။ငါတို့လမ်းခွဲပြီးရင်လည်းငါစီကိုစာရေးလို့ရပါတယ်။မကြမကြလေးလလဲပါတဲ့။ငါကပင်စင်စားအဖွားကြီးပါ။စာရေးရတာဝါသနာပါတယ်တဲ့။အဲ့ဒီလိုတွေအားပေးပြီးသူခီးဆောင်ချင်းတောင်းလေးထဲကအသားညက်ပေါင်မှုနဲ့ဖြော်ရည်ကိုတဲခင်းတော့တာပါပဲ။စိတ်အားငယ်နေတဲ့ကျွန်တော်မှအတော်လေးအတက်ခဲ့ရတယ်။အဲ့ဒီလိုနဲ့ ခရီးစဉ်ရှည်လာတာနဲ့အမျှခရီးသည်တွေနဲ့စပြုတ်လာတယ်။မီဒီယာဘရော့စ်မြို့လေးကိုရောက်တော့ကျွန်တော်ကိုလိပ်စာလေးရေးပေးတဲ့ပြီးအဖွားကြီး drive ဆင်းသွားတယ်။ဘတ်စကားဒရိုင်ဘာရဲ့ကျွန်တော်ရဲ့ပဲကြံရည်တယ်။နောက်ထပ်နှစ်နာရီလောက်နေတော့မြို့တစ်ခုရဲ့မြို့လေကောင်ဖြစ်ဟန်တူတဲ့နေရာမှာကားကိုထိုးရက်လိုက်တယ်။စိုက်ဖို့အရာတော့ပက်ကလင်းဘတ်စကားဂိတ်လိုရေးထားတယ်။ဘတ်စဒရိုင်ဘာကကျွန်တော်ကိုပြောတယ်။ဂိတ်ဆုံးပြီးဆင်းတော့ကောင်းလေတဲ့။ အဲ့တလုံးနဲ့ကျွန်တော်ဟာညနေဆောင်းကားစမှောင်ကြောင်ကြောင်ရသည့်ဥထုကြီးရဲ့အောက်ကတခါမှမရောက်ဘူးတဲ့နေရာမှာဥလဲလဲနဲ့မက်တက်ကလေးရက်လို့ပေါ့အေးဆက်ဆက်လေးတွေကလည်းတဝိဝိတိုက်လို့လူကလည်းခက်ခိုက်တုံနေခဲ့တယ်ဘယ်သွားရမှရေရမသိတဲ့ကျွန်တော်10မိနစ်လောက်ကြီးကြီးကြောင်ကြည့်ရနောက်တော့တက္ကစီတွေဂိတ်ထိုးထားတဲ့စီကိုအိတ်ဆွဲပြီးသွားတယ်တက္ကစီဒရိုက်ဘာတယောက်ကကျွန်တော်ကိုတခုခုလမ်းပြောတယ် ဒါပေမဲ့သူပြောတာအင်္ဂလိပ်ဘာသာစကားဟုတ်ရဲ့လားလို့ကျွန်တော်တန်တရားဖြစ်သွားတယ်။ဒါဟာမကြခင်မှာရင်ဆိုင်ရတော့မယ်နားလည်ရခက်တဲ့ဂျော်ဒီလို့ခေါ်တဲ့အင်္ဂလိပ်ဒါယာလက်တစ်ခုဖြစ်မှန်အဲ့ဒီရုံကမရိပ်မိသေးဘူးမိမိသွားလို့ရဲလိပ်စာဆောက်ရွက်ကလေးကိုထိုးပြလိုက်တော့ခြေဟန်လက်ဟန်နဲ့တက်စီပေါ်တက်ခိုင်းတယ်ကျွန်တော်မတက်ရဲဘူး90တရာလောက်တောင်းနေရင်မခတ်ပါလားဘလောက်ကြာမလဲလို့အရင်မေးလိုက်တယ် မီတာနဲ့ကွာလို့တစီသမားကပြန်ဖြေတယ်။ခမန်းကြီးဘယ်လောက်ကျနိုင်မလဲလို့ချက်မေးတယ်။တစီသမားကပြုံးစစ်စစ်နဲ့လွန်ရောကျွန်ရောတုံးချက်ပေါ်ကွာဆိုမှတပြင်းချိုင်ကားပေါ်တက်လိုက်မိတယ်။တက္ကသိုလ်ကျောင်းဆောင်နဲ့ရောက်တော့နှက်ခမ်းတွဲလေးထက်ဆောင်ကြီးတစ်ခုထဲမှာကျွန်တော်တစ်ယောက်ထည့်ရေး။ကြောက်ဖွင့်မှုတပတ်လောက်အလို့ဆိုတော့ကျောင်းသားတွေအတော်များများရောက်မလာကြသေးဘူး။ကျိုးစိုးရေးဌာနကဝန်ထမ်းတွေအဆောင်တော်လိုက်ဖွင့်ပြီး ရေချိုးကန်းအိမ်သားပြပေးပြီးရနဲ့လစ်သွားပြီကျွန်တော်မှဆောင်းထူးထူးအနှွေးတဲ့ထူးထူးမပါဘူးရေချိုးတော့လေရင်နှွေးခလုံးမဖွင့်တတ်ဘူးရေအေးအေးကြီးနဲ့အလိုလေးအပလေးတပြီးခက်တွတ်ချိုးပစ်လိုက်တယ်ရေချိုးပြီးတော့ပိုက်စားလာတယ်တခါမှမရောက်ဘူးတဲ့မြို့ကြီးကဘယ်နားနေမှမသိတဲ့တက္ကသိုလ်အဆောင်အုံးထဲမှာမီးရောင်လေးတွေကလည်းခက်မိမ့်မိန်နဲ့ဗမာပြေကပါလာတဲ့ secret တွေကို အဆောင်ပြင်ဘက်ထွက်ပြီးမိတိုင်အောင်မှာတလေးပြီးတလေးဖွင်ဇေအားငယ်စားပြုတ်လာပြန်တယ်။ဘိုက်ဟောင်းလောင်းနဲ့ခေါင်းကချက်ချလဲအောင်မူးနေတာ။ကျွန်တော်အနာကကိုကျွန်တော်မသိဘူး။ဘာမှလည်းမရေရပါဘူးလေ။ဒီအကြအပိုင်းတကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။ နားဆင်ပေးခဲ့ပါတော့တော်လန်ကလစ်ကာများအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်တော်လန်ကလစ်ကာများအားလုံးဘေးကင်းကြပါစေရှင်